အခုလိုလိုက်လံစစ်ဆေးဖို့အတွက်ကိုတက်ဆိုင်ရန်စစ်ဆေးမဲ့နေရာတွေကို၃ရက်လောက်ကြိုတင်အကြောင်းကြားထားကြောင်းမြန်မာနိုင်ငံမျိုးသားလူအခွင့်အရေးကော်မရှင်ဖွဲ့ကပြောပါတယ်။အဲ့ဒီကလာမယ်ဆိုတာကတော့နည်းနည်းအတိအပြည့်အကြောင်းကြားရပါတယ်။ဇာကနေဝင်ပြီးတော့လုပ်တယ်ဆိုတာအဲ့ဒါတွေကတော့တမျိုးပါ။အခုဒီနေ့ကတော့ဆရာတို့ကလာမယ်ဆိုတာကိုဒါဆရာတို့ကော်မရှင်ထဲမှာလည်းရှိတယ်တက်ဆိုင်ရန်ကိုရေးထားပါတယ်။ကြိုတင်ပြီးတော့ချုပ်အကြောင်းကြားပြီးသူ့ရဲ့ဥပဒေအတိုင်းသူ့ရဲ့ ဟိုလုံလီလုံအောင်အတိုင်းကျွန်တော်တို့ကလိုက်လာပြီးဆောင်ရွက်ပါဆိုတော့ဥယျာရှိပါတယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့ဆောင်ရွက်ပါတယ်ဆရာတို့တက်ပြီးတော့ဟိုဒီအကြာကြီးမဟုတ်ပါဘူးအတူလေးပါပဲခံမှန်းကြီးဒီကောင်ကအလွန်ဆုံးဆက်တင်နဲ့၃ရက်အခုဒီနေ့လာတော့မှသူတို့ကဟိုလမ်းမင်းနေသေးတယ်ဝင်လင်းပြောလို့ရှိရင်ဒါတော့ဟိုကြောက်ဟိုတောင်းကြောက်လာကြောင်းလဲအဲ့ဒါလမ်းမင်းနေသေးတယ်ဒါမြန်မာနိုင်ငံမျိုးသားလူခွင့်ရေးကော်မရှင်ဖွဲ့ဝင်ဒေါက်တာဦးမြင့်ကြည်ဦးဆောင်တဲ့အဖွဲ့ကဒီကနေ့ရန်ကုန်မြို့မြောက်ပိုင်းခရိုင်အတွင်းမှာရှိတဲ့ လက်ကူးမြို့နယ်ရဲစခန်းနဲ့တရားရုံးကအချုပ်ခန်းတွေမင်းကုန်းစိုက်ပျိုးရေးမွေးမြူရေးနဲ့အတမိုးဝဲမှုအတက်တင်ရဲဘက်စခန်းနဲ့လေလောင်းအစိုက်ပျိုးရေးမွေးမြူရေးနဲ့အတမိုးဝဲမှုအတက်တင်ရဲဘက်စခန်းတို့မှာပြစ်ဒဏ်ခံနေရတဲ့သူတွေအပေါ်မှာလူအခွင့်အရေးချိုးဖောက်မှုတွေရှိမရှိကိုလိုက်လံစစ်ဆေးခဲ့တာပါအကျဉ်းသားတွေဟာအစဉ်ပြေမှုရှိကြောင်းနဲ့အကျဉ်းသားတွေနဲ့တီးတန့်တွေ့ဆုံရမှာလဲလူအခွင့်အရေးချိုးဖောက်မှုတွေမရှိတဲ့ကြောင်းကော်မရှင်အဖွဲ့ဝင်ဒေါက်တာဦးမြင့်ကြီးကပြောပါတယ် ။တခါကတုံးကျင်တုံးပါဆရာ။ပြောတယ်မေးတယ်။ပြီးရင်ဒီသာအတင်ပြခြင်းလည်းရှိသလား။ရှိရင်တင်ပြ။ပြီးရင်အဲ့ဒီတင်ပြတဲ့လူကိုဘာမှအရေးယူမဆောင်ရရဘူးဆိုတာဆရာတို့ကွန်ရှင်ရဲ့ဥပဒေပါလေပဲ။ရှိတယ်။ဒီတန်းဆောင်ရင်သူတို့လည်းပဲဒါသက်ဆိုင်ရာအနာဂတ်ဖွဲ့စည်းဖို့လည်းပဲဆရာတို့ဒါပြောမယ်။ပြောလေပြောတယ်ကျွန်တော်။ဒီလိုဆရာတို့နဲ့လာတွေ့တယ်။သူတို့ပြောတယ်အရင်ကအရင်ဆိုရင်မလုပ်ပါဘူး။ တက်ဆိုင်ရာဆရာတို့ကအစင်းစင်းကိုဒီမှာလေးပဲပြောမယ်အကြောင်းကြားတာလေးပဲဆရာတို့တို့အရင်တို့အတူဆရာတို့တို့တော့ဒီမှာအဲ့လိုမေးလိုက်တဲ့ခါကျတော့သူတို့ခရော့အဲ့ဒါကြီးမရှိပါဘူးလို့ဒါသူတို့ဖြစ်တယ်ဒါသူတို့မူတည်ပြီးတော့နော်သူတို့မေးတယ်မေးတဲ့ခါမှာသူတို့အဲ့ဒါကြီးရှိပါတယ်သူတို့ဒီစင်းစားတော့ရတယ်ဒါဒီသူတို့နှိမ့်ဆက်တာမရှိပါဘူးဒါသူတို့တော့ဖြေချခဲ့တာရှိပါတယ်မြင်းမြင်ရတော့မြင်းမြင်ရတော့ဒီ ဟိုကိုယ်ရင်ပြောလို့ရှိရင်အချင်းတောင်ပဲဖြစ်ဖြစ်ထောင်ဆိုးတဲ့ဟာကကိုယ့်အိမ်လိုမကောင်းဘူးပေါ့နော်ကိုယ့်အိမ်လိုမကောင်းဘူးကြည့်ရတဲ့ခါမှာသူတို့ဟာဒီလောက်စိတ်ထဲကတုံ့လို့ချောက်ချတဲ့သဘောမျိုးတွေအဲစိတ်ချောက်ချတဲ့သဘောမျိုးလန့်တဲ့သဘောမျိုးပေါ့နော်အဲ့ဒါမျိုးလေးတွေတော့သိပြီးတော့မတွေ့ရဘူးပုံမှန်အနေအထားပဲဆရာတို့ကော်မရှင်အဖွဲ့အနေနဲ့ဝင်ရောက်စစ်ဆေးခဲ့တာတွေကိုကော်မရှင်ကိုတင်ပြပြီးသိပ်မကြခင်မှာသတင်းထုတ်ပြန်သွားမယ်လို့မြန်မာနိုင်ငံမျိုးသားလူခွင့်ရေးကော်မရှင်အဖွဲ့ကနေသိရပါဗျာ ပြည်ထောင်ကြခံနေရတဲ့အကျဉ်းသားတွေကိုလူအခွင့်အရေးနဲ့ပတ်သက်ပြီးအပြည့်အစုံပြုလုပ်ပေးထားပြီးဥပဒေနဲ့ပတ်သက်ရင်တော့တင်းကျပ်မှုရှိတယ်လို့လေလုံအင်းစိုက်ပျိုးရေးမွေးမြူရေးနဲ့အသက်မွေးမှုအတက်တင်ရဲဘက်စခန်းတာဝန်ခံဥခင်ဇော်ကပြောပါတယ်လူအခွင့်အရေးနဲ့ပတ်သက်လို့တော့အကုန်အပြည့်အစုံလုပ်တယ်အေးဥပဒေနဲ့ပတ်သက်လို့ပဲတင်းကျပ်တာတွေစီကံစီမင်းရတင်းကျပ်တာတွေတော့ရှိကောင်းရှိမယ်ဒါတွေကိုသူတို့အတင်းကျပ်မခံနိုင်လို့ complaint တက်တာတော့ ကျွန်တော်အနေနဲ့မတတ်နိုင်ဘူးကျွန်တော်ကလူအခွင့်အရေးဖြစ်တဲ့ဟာတခုမှသူတို့အထီးပါမခံနိုင်ဘူးကြိုက်တဲ့အချိန်လာမှမင်းလို့ရတယ်ကျွန်တော်မှတ်ကြောက်အတင်ခံရတယ်သို့တော်လည်းပဲကျွန်တော်ကစိုးသွမ်းတဲ့လူအများကြီးနဲ့နေရတာကျွန်တော်တို့ကဥပဒေနဲ့အညီမှမဆောင်ရွက်လို့မရဆောင်ရွက်ဖို့အတွက်လိုအပ်တဲ့အကူအညီအထောက်အပံ့တွေကျွန်တော်တို့ကယူရင်ယူရမယ်ပြီးရင်သူ့ရဲ့စီကံစီမင်းနဲ့အညီနေဖို့ထိုင်ဖို့ကျွန်တော်တို့ကပြောရမယ်ကျူးလွန်ရင်ကျွန်တော်တို့ကအရေးယူမယ်ဒါကူမှသူတို့ကမကြည်နပ်ဘူးဆိုရင်တော့ကျွန်တော်တို့ကဘယ်လိုလုပ်ပြီးတော့နေရတော့မလဲ။မြန်မာနိုင်ငံမျိုးသားလူခွင့်ရေးကော်မရှင်က ဒီကနေ့စစ်ဆေးခဲ့တဲ့အခြေအနေတွေကိုသတင်းထုတ်ပြန်ပြီးတက်ဆိုင်ရာတာဝန်ရှိသူတွေထံကိုပေးပို့သွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမျိုးသားလူခွင့်ရေးကော်မရှင်ဟာရခိုင်ပြည်နယ်ပါဝင် အခြားနယ်ဒေသတွေကအကျဉ်းထောင်တွေကိုလည်းစစ်ဆေးခဲ့ဘူးတယ်လို့သိရပါတယ်ခင်ဗျာ။